မင်္ဂလာပါပရိသတ်များရှင်ကျမတို့ရဲ့ခေတ်သစ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ကျမတို့ကနေပြီးတော့နောက်ဆုံးရမြန်မာနိုင်ငံရဲ့သတင်းဥသတင်းထုများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမအဆုံးတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ကအပြည့်ရဲ့ကြီးညာထားတော့လဲကော့ကရီမြို့နယ်ကြေးရွာများသို့စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် အကြမ်းမဆက်ကစီတက်ကရက်နှစ်၁၀ကြာအပြည့်ရထားမယ်လို့ကြေညာထားတော့လဲကော်ကရီမြို့နယ်အတွင်းရှိကျေးရွာများတို့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေကြောင်း KNL နဲ့ PDF မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှတာဝန်ရှိသူတူကပြောဆိုပါရရှင်ဧပြီလ၂ရက်နေ့ကနေဧပြီလ၂၂ရက်နေ့အထိအပြစ်ခတ်ရဲဆဲတယ်လို့အကြံဖက်စစ်ကောင်စီကကြေညာထားတော့လေလက်တွေ့စမြေပြင်မှာတော့စည်ရေးချင်းတွေရပ်တန့်ထားခြင်းမျိုးမရှိဘဲကော်ကရီတောင်ပိုင်းမြောက်ပိုင်းနဲ့မွန်ကျေးရွာများတို့နှင်းစင်ရဆက်လက်နေကြီးများနဲ့ပြစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိထားတာဖြစ်ပါရဲ့ရှင် ူတို့စတက်ကအပြည့်ရက်တယ်ဆိုပြီးကြေညာတယ်တကယ်စမြေပြင်ဖြစ်တဲ့ကော့ကရိတ်မှာမြောက်ပိုင်းတာမိုင်းရွာတွေကိုစတက်ကအမြောက်တင်ကားတွေနဲ့ပြစ်တယ်နောက်ပြီးကင်းထောက်လီရင်တွေပြန်နေပြီးရင် drone နဲ့ဘုံလာကျဲချတယ်ဒါကကရင်ရွာတွေဘက်နဲ့အာရှလမ်းမဖက်ပေါ့နောက်ကျိုင်းမြေဟောင်တယောမြေဘက်ကမွန်ရွာတွေရှိတဲ့ကော့ဘိန်ကော့ပေါ့တရနာရွာတို့ဓမတရွာတို့ဘက်ကို ဂျမ်းမြစ်ထဲကစစ်သည်မော်ကအမြောင်နဲ့ပြစ်ပါရယ်အဲ့တော့ပြောမယ်ဆိုရင်ကြီးရည်လေးအဖွဲဆုံးအပြစ်မရပဲဆက်လက်ပြစ်ခတ်တိုက်ခိုက်နေတာလို့ကော့ကရီမြို့အခြေစိုက် KNL မဟာမိတ်ပူပေါင်းစစ်ကြောင်းတာဝန်ရှိသူကအရှင်းပြခဲ့ပါရယ်ကော့ကရီမြို့နယ်မှာစစ်ကောင်စီရဲ့ခမရ945ခမရ946တက်စကခစနစ်စစ်စင်ကုကဲမှုဌာနချုပ်အမတ်စနစ်လှိုင်ဝအမြောက်ကုန်းခလာရ69တက်နေပုခဲအမြောက်ကုန်းတဒန်ကူးကြီးရွာ ရွှေကြမ်းမင်းစခန်းအောင်စရစစ်စင်ရေနောက်တန်းစခန်းတို့ကပြစ်ခတ်တိုက်ခိုက်မှုများလှုံ့ဆော်နေအပြင်ဂျိုင်းမြစ်ဟောင်တယော်မြစ်အတွင်းရှိစစ်ရင်စစ်သည်မော်၂စီတို့ကလည်းလက်နက်ကြီးများနဲ့တိုက်ခိုက်နေကြောင်းသိရပါဗျ။ဧပြီလ6ရက်နေ့နဲ့ဧပြီလ9ရက်နေ့တို့မှာလေကော့ဂရိတ်မြို့နယ်တံတားကျိုးနေရာမှာအမြောက်တင်ကားနဲ့ကော့ဂရိတ်အာရှလန်ကက်လျက်ရှိနေတဲ့ ကွန်ရက်တဒန်ကူရွာတစ်ကုံမိချောင်းအင်းလှိုင်းစိန်ပြားပင်စင်ကုန်းရွာများဖက်တို့လက်နက်ကြီးများပစ်ခတ်ခြင်း drone နဲ့ပုံကျဲခြင်းများလုံဆောင်ခဲ့ကြောင်းသိရပါတယ်ရှင်ဒီရက်ထဲမှာစတက်ကအမြောက်တင်ကာနဲ့လိုက်ပြတာမျိုးလုပ်ပါတယ်ဧပြီလ9ရက်နေ့ကဆိုရင်တောင်ကြအင်ဘက်ကိုလက်နက်ကြီး၅လောင်းလောက်ပြထဲတယ်ဧပြီလ6ရက်နေ့မှာကရေပူကြီးရွာဘက်ပြတာနောက်ပြီးကိုရိုင်းလှိုင်ခွဲဖျားကုန်းဖက်ကိုလည်းပြတယ်ရာဘာချန်တူးရင်ကျမောက်ချိုင်တွေထဲလက်နက်ကြီးတွေကြောက်ပါခွဲတယ်အဲ့ဒီဖက်မှာ PDF တို့ KNU ရော့ကက်လာမှာ ခွေးတွေကကြောင်နေကြပြီးတော့နေတိုင်းပြစ်ထုတ်နေတာမျိုးတွေလုပ်တယ်လို့စီရေးသတင်းမြစ်ကရှင်းပြခဲ့ပါတယ်ရှင်။အကြမ်းစစ်ကောင်စီတပ်ကတော့စစ်တပ်အနေနဲ့အပြစ်ရထားပေမဲ့တတိုင်းတိစစ်တပ်စခန်းကို KNL ကလာရောက်ပစ်ခတ်ကြောင်းအကြမ်းစစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်စော်မင်းထွန်းကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ဒုတိယတပုတ်အနေနဲ့အင်းတော်မျိုးသိန်းတိုက်ပွဲမှာစစ်တုံးပန်း40ကျော်နဲ့120မမ120မမအမြောက်လက်နက်ကြီးများပါဝင်လက်နက်ခဲယံများပြသိန်းစီရရှိတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ စကန်ဒနီသားကြီးအင်းတော်မျိုးသိန်းတိုက်ပွဲမှာစစ်တုပ်ပန်း၄၀ကျော်နဲ့၁၂၀မမ၁၂၀နှစ်မမအမျိုးလက်နက်ကြီးများပါဝင် လက်နက်ကင်အများပြသိမ်းဆရာရှိကြောင်းခရီးအေရှရန်သတင်းမြစ်ကအဆိုပါရယ်ရှမနေဧပြီလ9ရက်နေ့ညပိုင်းမှာစကိုင်းတိုင်းအင်းတော်မျိုးကို KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းစကောင်စီတပ်ကလေကြောင်းတိုက်ခတ်မှုများဆက်လိုက်လှုံ့ဆော်နေကြောင်းသိရပါဗျ။စစ်တုံးပန်40ကျော်ဖမ်းဆီးရရှိပါတယ်။120မမ120နှစ်လက်မှလက်နက်ကြီးတွေနဲ့လက်နက်ခေရန်တွေအများကြီးရရှိပါတယ်လို့ KIA ရှီရန်သတင်းမြစ်ကအဆိုပါတယ်။ အင်းတော်မြို့ကို2024ခုနှစ်ဩဂတ်လ16ရက်နေ့မှစပြီး KIA ဦးဆောင်တဲ့ဒေါ်လိုင်တက်များကဝင်ရောက်တိုက်ခိုက်ခရာမှာဩဂတ်လ24ရက်နေ့မနက်ပိုင်းမှာအင်းတော်မြို့ရဲစခန်းထွေအုပ်ရုံနဘာလန်းစုံနဲ့နဘာရွာဘုံကြီးကျောင်းရှိစစ်ကဲများကို KIA ပူပေါင်းတက်ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းအင်းတော်ရဲစခန်းနဲ့ထွေအုပ်ရုံတို့မှဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာအင်းတော်မြို့ရှိဒေသခေါ်ဂျပန်လိုင်းကူမှာတမ89ရက်ရှေ့တန်းဌာနချုပ်ဖြစ်ခန့်စစ်လုကခုခံခဲ့ကြောင်းအင်းတော်မျိုးရှိအကြံမဲ့စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ဂျပန်လိုင်းကူစကန်ကုန်းကို KIA ဦးဆောင်တဲ့ဒေါ်လ လင်းတပ်များက9လကျော်တိုက်ခိုက်ပြီးတဲ့နောက်အသိပါရရှိကအင်းတော်တမျိုးနယ်လုံးမှာစစ်ကောင်စီတက်ကင်းဆင်သွားခြင်းဖြစ်ကြောင်းသိရပါဗျာ။အင်းတော်ကိုခက်ခဲတိုက်ခိုက်ခဲ့ရတဲ့စစ်ကူစစ်ကြောင်းတွေကိုလည်းအချိန်ချင်းကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ကိုဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိရလို့ KIA ရှရန်စစ်ရေးသတင်းမြစ်ကပြောပြ